မင်္ဂလာပါခင်ဗျာ2023ခုနှစ်ဇန်နဝါရီလ16ရက်တောက်ကြနေည RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစာပြီးထုတ်လွှင့်ပေးပါရမယ်ခင်ဗျာကချင်ပြည်နယ်ငင်းချင်းရရဖို့တိုက်ပွဲတွေချက်ချင်းရပြီးငင်းချင်းဆွေးနွေးပွဲတွေအများဆုံးစတင်ဖို့မြန်မာအစိုးရနဲ့ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကိုတိုက်တွန်းတဲ့အကြောင်းအဆိုကိုဒီကနေ့ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်ပါတယ် ဒီကနေ့ကျင်းပတဲ့ပြည်သူ့လွတ်တော်အစည်းအဝေးတတိယနေ့မှာကချင်ပြည်နယ်အင်ဂျန်ရံမဲဆန္ဒနယ်လွတ်တော်ကိုယ်စားလှယ်ဒေါ်လွဲဘူးတင်သွင်းတဲ့အရေးကြီးအဆိုကိုလွတ်တော်ကအတည်ပြုလိုက်တာပါဒီဆိုဟာအရေးကြီးပြီးကောင်းမွန်တဲ့အဆိုဖြစ်တဲ့အတွက်တရားဆွေးနွေးဖို့မဖိတ်ခေါ်တော့ဘဲသဘောတူမတူလွတ်တော်ကိုယ်စားလှယ်တွေကိုနှုတ်နဲ့မေးမြန်းခဲ့ပြီးကန့်ကွက်သူမရှိတဲ့အတွက်အတီးဖြစ်ကြောင်း ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရော့ဦးရှိမန်းကအတည်ပြုကြေညာပါဗျ။ဇန်နဝါရီလ17ရက်နေ့ကလည်းမြကြီးနားမဲဆန္ဒနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးသိန်းစော်ကအရေးကြီးအဆိုဖြင့်လွတ်တော်မှာပထမအကြိမ်တင်သွင်းခဲ့ပါဗျခင်ဗျာ။ပြီးခဲ့တဲ့သတင်းပတ်တွင်မြန်မာစိုးရတက်နဲ့ကချင်လက်နက်ကင်တက် KIA ကြားမှာတရုတ်နယ်စပ်အနီးတိုက်ပွဲဖြစ်ခဲ့ရမှာတရုတ်နိုင်ငံပိုင်နယ်ထက်ကိုလက်နက်ကြီးကြားရောက်ခဲ့တာနဲ့ပတ်သက်လို့တရုတ်အစိုးရကမြန်မာတံမတ်ကိုခေါ်ယူသတိပေးခဲ့တယ်လို့တရုတ်အစိုးရနိုင်ငံသားရေးဌာနပြောခွင့်ရသူကမနေ့ကပြောပါတယ်။ တရုတ်ပြောခွင့်ရလူခုံလူကတရုတ်ပြည်အနေနဲ့အလို့တရားမကျင်မနှက်ဖြစ်ရတဲ့အကြောင်းနဲ့နောက်နောက်ဒီလိုမဖြစ်အောင်ဆောင်ရွက်ဖို့မြန်မာတမ်မတ်ကိုတိုက်တွန်းခဲ့တယ်လို့မနေ့ကဘီဂျင်းမှာပြုလုပ်တဲ့တရုတ်ဆွေးနွေးစည်းသတင်းစာရှင်းလင်းပွဲမှာခုံလူကပြောပါတယ်တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကအခြေအနေတွေနဲ့နေဆက်ဒေတာပေါ်တက်ရောက်မှုတွေကိုအနည်းကစောင့်ကြည့်နေတဲ့အကြောင်းယူနန်ပြည်နယ်ရဲ့စည်ရေးပဋိပက္ခမကူးဆက်အောင်ဆောင်ရွက်နေတဲ့အကြောင်းနဲ့မြန်မာနဲ့ KIA ရဲ့ကြားပြဿနာတွေကိုတွဲဆုံဆွေးနွေးအဖြေရှာဖို့တိုက်တွန်းတဲ့အကြောင်းကိုလည်းသူကပြောပါတယ်ခင်ဗျာအခုဆက်ပြီး EU တန်ကိုစလေရုံရန်ကုန်မှာဖွင့်မဲ့တဲ့တင်ပြပါအောင်မယ်။ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲရဲ့အကြံပြုချက်အရရန်ကုန်မြို့မှာ EU နိုင်ငံကတန်ကိုစလေရုံတွေကိုဖွင့်လှစ်သွားမယ်လို့ EU ကမနေ့ကကြေညာလိုက်ပါတယ်။အခုလိုတန်အဖွဲ့ထားရှိခြင်းအပြင် EU ကောင်းဆောင်တွေအတွက်မြန်မာပြည်ထဲကပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေကိုထဲထဲဝင်ဝင်ပါဝင်ကူညီနိုင်ဖို့အခွင့်အရေးတွေပိုရလာမယ်လို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Catherine Ashton ကပြောပါတယ်။ဒီလိုဖွင့်လှစ်တာဟာမြန်မာစိုးရရဲ့သမိုင်းဝင်အပြောင်းလဲတွေကိုအတိအမှတ်ပြုတုံ့ပြန်တာဖြစ်တယ်လို့ မစ္စစ်အက်စတွန်ကကြေညာချက်မှာဖော်ပြထားပါဗျာ။ရန်ကုန်မှာတန်ကိုစလဲရုံဖွင့်ခြင်းအပြင်မြန်မာအာဏာပိုင်တွေနဲ့တခြားအရေးပါသူတွေနဲ့နီနီကက်ကက်ဆွေးနွေးဆောင်ရွက်ခွင့်ပိုရလာမှာဖြစ်တဲ့အကြောင်းကိုလည်းကြေညာချက်မှာဖော်ပြထားပါဗျာခင်ဗျာ။ခုတစ်ခါ ICRC သတင်းတင်ပြပါမယ်။ရခိုင်ပြည်နယ်ကဒုက္ခသည်တွေရဲ့အခြေအနေကိုလေ့လာဖို့အပြည်ပြည်ဆိုင်ရာချက်ချင်းဒီအဖွဲ့ ICRC အကြီးအကဲပီတာမော်ရာဦးဆောင်တဲ့အဖွဲ့ဟာမနေ့ကစစ်တွေမျိုးကိုရောက်ရှိခဲ့ပါဗျာ။မနေ့ညကတက်ခဲ့ပြင်းတဲ့ဘောဒူဘ ဒုက္ခတွေစခန်းတွေကိုတွားရောက်ခဲ့ပြီးဒုက္ခတွေကိုတွေးဆောင်ခဲ့ပါတယ်။ဒီကနေ့မှာတော့ပြည်내အာဏာပိုင်တွေကြက်ချင်ဒီအဖွဲ့ကိုယ်စားလှယ်တွေကိုတွေးဆောင်မယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာလည်း ICRC အဖွဲ့ကြီးဟာလာမယ့်သတင်းပတ်အစောပိုင်းမှာအကျဉ်းထောင်တွေကိုတွားရောက်စစ်ဆေးနိုင်ဖို့ရှိတယ်လို့သိရပါတယ်။ ICRC အနေနဲ့မြန်မာနိုင်ငံအကျဉ်းထောင်တွေရဲ့တောက်ရီ၃ရီမိန်လာစနစ်စေဝါရရှိမှုအကျဉ်းသားတွေရဲ့ကျန်းမာရေးစားတဲ့အခြေအနေကိုကြီးရှုစစ်ဆေးဖို့အသင့်ဖြစ်နေပြီးအကျဉ်းသားတချို့နဲ့လည်းတူးချင်းတွေးဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့ ICRC ဥက္ကဋ္ဌကပြောပါတယ် ICRC ဟာခုနှစ်နှစ်အတွင်းပထမဆုံးအကြိမ်မြန်မာနိုင်ငံအကျဉ်းထောင်တွေကိုပြန်လည်စစ်ဆေးခွင့်ရရှိတာဖြစ်ပါတယ် ICRC ရဲ့စီမင်းတွေကစစ်ဆေးတွေ့ရှိချက်တွေကိုသက်ဆိုင်ရာအစိုးရကိုတင်ပြတာကလွယ်ပြီးပြင်ပကိုမပေါက်ကြားစေပဲလိုအပ်လာပြီလို့ဆုံးဖြတ်မဲ့အခြေအနေမျိုးရှိမှသာအများပြည်သူကိုထုတ်ဖော်ပြောဆိုမှာဖြစ်ပါတယ်ခင်ဗျာခုတစ်ခါကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေပြန်လွတ်လာတဲ့သတင်းတင်ပြပါအောင်မယ် လက်ဘရောင်းတောင်တပိတ်မှာအကြမ်းဖက်ဖြိုခွဲမှုမှာတာဝန်ရှိသူတွေကိုအေးအေးယူပေးဖို့မန္တလေးမြို့မှာဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက်ဖမ်းဆီးခံရသူဘာကသများအဖွဲ့ချုပ်ခေါင်းဆောင်၃ဦးနဲ့ကုံသိန်းနှုံကြဆင်းရေးအဖွဲ့ဝင်တို့ကိုတရားရုံးကလှုပ်ရှားတဲ့ထောင်ဒဏ်တစ်လချမှတ်လိုက်ပြီးချုပ်ရခံစားခွင့်ပြုလိုက်တဲ့အတွက်ဒီကနေ့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ကိုအောင်မိုင်းဆန်းကိုတန်းထိုက်ကိုမင်းနိုင်လွင်နဲ့ကိုသိန်းအောင်မြင့်တို့ကိုဆက်နှစ်ရက်နေ့ကတန်ဃာရီရဲ့ဆန္ဒပြပွဲမှာပူပေါင်းပါဝင်ခဲ့လို့ခွင့်ပြုချက်မရှိဘဲစီတန်းလှည့်လည်မှုပုံမှန်ဆက်ရှင်နဲ့ရဲကဖမ်းဆီးတရားစွဲခဲ့တာပါ။ လွတ်လပ်စွာဆန္ဒပြခွင့်ကိုထိန်းချုပ်ထားတယ်ပုံမှန်၁၈လို့ပုံမှန်မျိုးတွေဖြတ်သိမ်းရေးကိုတော့ရေရှည်လုပ်ငန်းစဉ်အနေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ဒီကနေ့ပြန်လည်လာသူတွေကကိုအောင်မိုင်းဆန်းက RFA ကိုပြောပါတယ်ခင်ဗျာအခုဆက်ပြီးဂွားမျိုးကဆန္ဒပြဝယ်တဲ့တင်ပြပါမယ်တခိုင်းပြည်နယ်ဂွားမျိုးနယ်မှာစစ်တပ်ကတင်ထားတဲ့လေကတထောင်ကျော်ပြန်ရဖို့အတွက်လယ်သမား300ကျော်ဒီကနေ့ချီတက်ဆန္ဒပြခဲ့ကြပါတယ်ဂွားမျိုးနယ်ကန်းသာရရွာကလေက300ကျော်ပုံမြင့်သေးကုန်းဇေဒီကွင်း6ကွင်းရွာတွေမှာတင်ထားတဲ့ဧက900ကျော်ကို လွန်ခဲ့တဲ့15နှစ်လောက်ကတည်းကစီမံကိန်းအတွက်ဆိုပြီးစစ်တပ်ကသိမ်းခဲ့တာလို့သိရပါတယ်။အဲ့လိုသိမ်းခဲ့ရမှာလယ်မြေပေါ်မှာရှိတဲ့အုံပင်တွေအတွက်အသီးထွက်နေတဲ့အပင်တပင်ကို7900ပင်ပြိုတပင်ကို250နှုန်းနဲ့သီးနှံရောကြီးဆိုပြီးပေးခဲ့တယ်လို့ဆိုပါတယ်။အုံသီးတစ်လုံးကို7900ပေါက်သေးရှိတဲ့အတွက်အုံတပင်ကိုအုံသီး10လုံးမူပဲရခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေတွေအရစီမံကိန်းမလုပ်ဖြစ်တဲ့မြေတွေကိုမူလလယ်လုပ်သူတွေကိုပြန်ပေးဖို့လွှတ်တော်နဲ့သမ္မတစီတင်ပြခဲ့ပြီးမယ်။ဘာတစ်ခုမှအကြောင်းမပြောင်းတဲ့အတွက် ခွင့်ပြုချက်ယူပြီးဆန္ဒပြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဖန်စီတာရ ेंजर ရှိရာကျော်ကိုဝင်ရောက်တက်ဆုံဝင်ကုလသမဂ္ဂနဲ့ထိုင်းဆိုအကြသဘောတူပြီးရပိုင်းတွင်မှာပဲထိုင်းနိုင်ငံပိုင်နယ်ထဲကိုရ ेंजर လှစီဒုက္ခသည်130ကျော်ထပ်မံရောက်ရှိလာတယ်လို့ထိုင်းအာဏာပိုင်ကမနေ့ကပြောလိုက်ပါတယ်ထိုင်းတောင်ပိုင်းရနောင်းခရိုင်နီဖရာတောင်းကျွန်းပေါ်ကိုဘုံရုနေ့ကရ ेंजर 88ဦးရောက်လာပြီး24နာရီအတွင်းမှာပဲကြာသာပရိနေ့မှာ48ဦးထပ်ရောက်လာတယ်လို့ကုရဘူရီခရိုင်အကြီးအကဲကပြောပါတယ် ထပ်မံရောက်လာတဲ့ရိုဟင်ဂျာတွေကိုမြန်မာဘက်ပြန်ပို့နိုင်ဖို့ဖန်ကားမြို့လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကိုလွှဲအောင်လွှဲပြောင်းပေးအပ်ထားတယ်လို့သူကပြောပါတယ်။တချိန်တည်းမှာလည်းထိုင်းနိုင်ငံကိုရောက်လာတဲ့ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးဖို့မနေ့ကဘန်ကောက်မြို့ဘရီတန်တန်ယုံရှိမှာထိုင်းခြေဆိုင်ရိုဟင်ဂျာအဖွဲ့တွေကဆန္ဒပြခဲ့ပါတယ်။သူတို့ဟာ15ရက်နေ့ကလေးကကုလသမဂ္ဂယုံအမျိုးသားလူခွင့်ရေးအဖွဲ့ယုံနဲ့အနောက်နိုင်ငံတချို့နဲ့မလေးရှားတန်ယုံတွေမှာရက်ဆက်ဆန္ဒပြနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အပတ်တွင်ရိုဟင်ဂျာလေစီဒုက္ခသည်ရှိရာကျော်ကို ဖန်ကခရိုင်ရဘာဒေါ်တွေထဲမှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပြီးသူတို့ကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကရိုဟင်ဂျာတွေလို့ထိုင်းအာဏာပိုင်တွေကိုပြောကြားထားပါတယ်ခင်ဗျာအခုဆက်ပြီးနာဂတိုင်းသားတွေသတင်းတင်ပြပါအောင်မယ်စကိုင်းတိုင်းနာဂအထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလဟေမြို့နယ်မှာ TV ဆုပ်ယောဂအစာရင်ယောဂနဲ့ငှက်ဖျားယောဂတွေအဖြစ်များနေပြီးလိုအပ်တဲ့ဈေးဘွားတွေမလုံမလောက်ဖြစ်နေတယ်လို့မြို့နယ်ပြည်သူစေယုံကဒေါက်တာအောင်မျိုးမြတ်က RFA ကိုပြောပါတယ်အခုလိုဈေးဝအခက်အခဲဖြစ်နေတာဟာကျန်းမာရေးဝန်ကြီးဌာနကခွဲရန်ချပေးတာနည်းလို့မဟုတ်ပဲ။ ်တယ်ယူပို့ဆောင်ဖို့ခက်ခဲနေတာကြောင့်လို့ဆိုပါတယ်။မိုးရင်းကာလတယ်ယူပို့ဆောင်ရေးအခက်အခဲရှိနေပြီးလိုအပ်တဲ့ဆေးဝါးတွေထုတ်ယူဖို့ဇီးရိတ်လည်းကြီးတယ်လို့သိရပါတယ်။လောလောဆယ်လဟဲဆေးုံမှာလိုအပ်တဲ့လူနာဆောင်တွေကိုတော့တီတကူဆရာတော်ဘုရားကြီးရဲ့လှူဒါန်းမှုနဲ့တည်ဆောက်နေတယ်လို့သိရပါတယ်။လျှက်စစ်မီပုံမှန်များတဲ့အတွက်အရေးပေါ်ခွဲစိတ်ကူတာရမှာမိဇက်ကိုပဲအဓိကအားထားနေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဒီညအတွက်သတင်းကဏ္ဍကတော့ဒီလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြရတဲ့ကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းမှာပဲသတင်းဆောင်မတွေဆက်ပြီးတင်ဆက်ပါမယ်ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညတိုင်းထုတ်လွှင့်ပေးနေပါပြီဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ thank you ဖေရုံမြင့်တန်းကြားအစီအစဉ်တွေဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းဆောင်မတွေစပြီးထုတ်လွှင့်ပေးပါရမယ်လွတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ကော်မတီရဲ့လုပ်ငန်းစဉ်တွေဟာတရားရုံးတွေသာမကဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာတရားဥပဒေနဲ့အညီပြုမှုကျင့်ကြံမှုရှိမရှိဆိုတာကိုစစ်ဆေးလေ့လာသုံးသပ်တာဖြစ်တယ်လို့ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပသိမ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကပြောပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ RFA အဖွဲ့သားဦးတီအောင်ခိုင်ကတင်ဆက်ထားပါတယ်ခင်ဗျာ။ ဒေါန်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့လွတ်တော်တရားဥပဒေစိုးမိုးရင်းနဲ့တည်ငြိမ်ငြိမ်းချမ်းရေးကော်မတီဟာတတ်မှတ်ထားတဲ့တက်တန်းတစ်နှစ်ကုန်ဆုံးတဲ့အခါမှာလွတ်တော်ကိုအစဉ်ခံစားတင်သွင်းရမှာဖြစ်ပါတယ်။တချို့ကထင်တာတရားစီရင်တခုလည်းလုပ်ထင်တယ်တရားစီရင်တခုလည်းမဟုတ်ဘယ်ဌာနဆိုင်ရာအဖွဲ့အစည်းပဲဖြစ်ဖြစ်ညာတရားဥပဒေနဲ့အညီပြုမူကြည့်ကြလေးဆိုင်လုပ်ကြကြဖို့ဒါထိန်းကြီးမယ်စောင့်ကြမယ်နှိုးဆော်မယ်တိုက်ပွန်းမယ်နောက်တစ်ခုကတက်ဆိုင်ရာပြည်တော်စုအဆင့်အဖွဲ့အစည်းတွေနဲ့ ဒီကိစ္စအောင်မြင်ဖို့အတွက်ပုံမောမူမူနဲ့ဆောင်ရွက်မယ်။နောက်တစ်ခုကခုနလိုတက်ဆိုင်ရာယုံနေကိုလိုက်ပြီးတော့တရားယုံနေမို့ပါဘူး။တက်ဆိုင်ရာယုံနေလိုက်ပြီးတော့စောင့်ချက်ကြည့်ရှုလေ့လာမယ်။အပြီးရဒီအနေပတ်သက်လို့ဒီဒီလိုလို့တော့ဖွဲ့ပြီးတဲ့ဒီလိုလို့တော့အစီအကံတာတင်မယ်။တကယ်လို့တစုံတဦးကဒါအရေးယူဖို့ရှိတယ်ဆိုလို့ရှိရင်လည်းဒီလိုလို့တော့တင်တာဒီလိုလို့ကလည်းတစင်အရေးယူ။သတ်မှတ်ထားတဲ့တက်တန်းတစ်နှစ်ကုန်မှအစီအကံသာတင်ရမှာဖြစ်ပေမဲ့ လက်ရှိတရားဥပဒေစိုးမိုးရေးအခြေအနေစိုးဝါနေတာတွေကိုမြန်မြန်ပြင်နိုင်အောင်နှစ်ဝက်အခုမှပဲအစိုးရခန်းစားတဲ့ဆောင်ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။အမှန်တော့ခုကပုံပြရဲ့ပရိုစီဂျာကတော့လွတ်တော်ပြီးတာကတော့ဟိုတစ်နှစ်ကိုတော့နောက်ဆုံးတစ်နှစ်ပြည့်ရင်တော့တချိန်တင်ပြရတော့အဲ့ဒီအင်္ဂါတော့ပြီးခဲ့တဲ့ကြာပြတ်တင်လိုက်တာကြာပြတ်ပါလို့တင်လဲဆိုလိုအပ်တဲ့ထင်လို့ဒါမှအပြုပြင်ပြောင်းလဲသွားအောင်နော်လိုအပ်တဲ့ထင် ါမှလည်းဟုတ်အငယ်တို့ကတကယ်ခွန်နေဘူးဝင်ပြီးတော့စစ်ဆေးတာမဟုတ်ဘူးဟုတ်ကဲ့လားလေ့လာတယ်လေ့လာတယ်ဆိုတာကလေ့လာတယ်ကြီးစုပြီးရင်အငယ်တို့တုံးတတ်ဟုတ်ကဲ့ဒါပဲကွန်ပဏီဝင်တွေထဲမှာကဏ္ဍလိုက်ထပ်မံဖွဲ့ကြပြီးတရားရုံးနဲ့ဌာနဆိုင်ရာတွေရဲ့အခြေအနေတွေကိုဥပဒေရှုထောင့်ကလေ့လာနေတယ်လို့လည်းသိရပါတယ်အငယ်တို့ကွန်ပဏီဝင်တွေကအသေးစိတ်ဖတ်တယ်မဟုတ်ဘူးတရားရေးဆိုလို့ရှိရင်လည်းဥပဒေပညာရှင်တွေဖတ်တယ်အုပ်ချုပ်ရေးဆိုလို့ရှိရင်လည်းတခြားအုပ်ချုပ်ရေးလမ်းဆိုင်တွေဖတ်တယ် နောက်ကရင်းနဲ့ပတ်သက်လို့ရှိရင်ရေလုံငန်းနဲ့ဆက်ဆက်တဲ့တွေဖတ်တယ်။လေယာဉ်နဲ့ပတ်သက်လို့ရှိရင်လေယာဉ်နဲ့ပတ်သက်လို့ဖတ်တယ်။ဖတ်ပြီးတော့အရာလေးတွေမှတ်ချက်ပြုပြီးတော့သက်ဆိုင်ရာကော်မတီကော်မရှင်တွေကိုလည်းတွေ့ဖို့ပဲ။တွေ့ဖို့ပြီးတဲ့အခါကျတော့သက်ဆိုင်ရာပြည်တော်စုအစ်စ်ဖွဲ့စည်းပုဂ္ဂိုလ်တွေနဲ့လည်းတွေ့တယ်။တွေ့ပြီးတော့ညှိနှိုင်းပြီးတော့ဖြည့်ရှင်းတယ်၊ပူးပေါင်းဆောင်ရွက်တယ်။ပြပလိုက်တဲ့ဟာတွေနဲ့ပတ်သက်လို့လည်းအငယ်တို့ကပြပပြီးပြီးဆိုတဲ့သဘောမျိုးမထားဘူးနဲ့ခေါင်းလုံးကပြန်လိုက်တယ်။လိုက်ပြီးတော့မှအငယ်တို့က မျက်နာတဲ့သူတွေအတွက်ပေါ့နော်ပြည်သူလူထုအတွက်အလဲတို့တရားဥပဒေစိုးမိုးကိုတိုင်းပြည်တည်ငြိမ်အေဂျင့်မှုဆောင်ရွက်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင့်ရေးကော်မတီကိုအတိကတိုင်ကြားကြတာကတော့အုတ်ချုပ်ရေးပိုင်းကတရားရေးကိုဝင်ရောက်ဆွတ်ဖက်နေတာတွေပါဝင်တယ်လို့ဆိုပါတယ်အဲ့ဒါကဒီလူတွေကိုလည်းကအငယ်တို့ပြောတာ။ဟောသူရှိနေတယ်လည်းပြောတယ်။အငယ်တို့ကလည်းဒီမှာတက်သေးတယ်အမှုတွေတွေလည်းပြောတယ်။ ဘာလို့ဆိုတော့အုပ်ချုပ်ရေးပိုင်းကဝင်ရောက်ဆွဖက်တာပြန်ပြီးတာတော့လက်ကပြောရမလဲလက်ပြီးလက်ကိစ္စတော့နောက်တစ်ခုကပြားစီရေးပိုင်းကဥရင်နဲ့အညီဆောင်ရွက်လာတာတို့ကငိုလိုမှုတော့ပဲနဲ့တိုင်းတာတစ်ခုတူယုံနေလာတယ်ပေါ့နော်အဲကြောင့်ယုံနေပြီးတော့တို့လူလူစပဲမလုံးတော့ဘူးအချိန်ကြီးတက်လာတယ်အဲ့ဒါတွေကတို့ကပြောတာဒါမှမဟုတ်ဒါတော့အတိုင်းတာတစ်ခု အကျိုးရှိတာပေါ့လွှတ်တော်တရားဥပဒေစိုးမိုးရင်းနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီကို ပါတီစုံကလွှတ်တော်ကိုယ်စားလှယ်15ဦးနဲ့မနစ်ကဩဂုတ်လ9ရက်နေ့ကဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်နဲ့အနီးကပ်ဆုံးတစ်ဖက်ကမ်းမှာရှိတဲ့ဒလားမြို့ကြားမှာတရားဒဇင်းမှမရှိသေးတဲ့အတွက်အများပြည်သူတွားရည်လာရေးခက်ခဲနေတယ်လို့ဖြစ်ပါတယ် ဒီအခြေအနေတချို့ကို RFA အဖွဲ့သားကိုကြော်ကြော်အောင်ကတင်ပြထားပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မြို့နယ်တပတ်ကန်ဒလမြို့တို့အကြားမြစ်ကူးတရားတစ်ကြီးတိဆောက် တော့မယ်ရေအောက်ဥမင်ဆက်သွယ်တော့မယ်ဆိုတဲ့သတင်းတွေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဂျိုကြားဂျိုကြားပေါ်ထွက်ခဲ့ပြီးမြဲဒီကနေ့အထိတစုံတရာအကောင့်ထဲပေါ်မလာသေးတာကြောင့်နေ့စဉ်နဲ့အမျှစုံစမ်းချီတွာလာနေကြရတဲ့ထောင်ပေါင်းများစွာသောပြည်သူတွေအဖို့တွားရေးလာရေးနှောက်နှေးကြန့်ကြာခက်ခဲနေရဆဲဖြစ်ပါတယ်။ ဇဂရုနဲ့တမ်းမန်လှင်ငယ်လေးတွေကိုပဲအမိတဟဲပြုတ်နေရဆဲဖြစ်ပါတယ်။ကမ်းတစ်ဖက်တစ်ချက်စီကနေ15မိနစ်တကြိမ်ကူတန်းပို့ဆောင်ပေးနေတဲ့ဇဂရုရေရင်နှစ်စင်းကိုအားထားတွာလာနေကြရသူတွေထောင်နဲ့ချီရှိတယ်လို့ပဲလှေတမ်းမန်ငယ်တွေကိုအားပြုဖြတ်ကူးနေကြရသူတွေလည်းနေ့စဉ်ရာနဲ့ချီရှိနေပါတယ်။နေစားအလုပ်သမားတွေဆက်ယုံအလုပ်ယုံဝန်ထမ်းတွေကျောင်းသူကျောင်းသားတွေနဲ့ပညာရေးဝန်ထမ်းတွေတခြားအစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ ကုံရောင်းကုံဝဲဈေးတဲ့တွေစသဖြင့်တမုဒိယဝန်တထွာအတွက်ကူးကြည်တန်းကြည်ရုံးကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကအစုံလေပါဘာလို့ညနေပိုင်းညနေပိုင်းဒီကဘာညနေပိုင်းဒီကဘာညနေပိုင်းချိန်နေညနေပိုင်းချိန်ဘာလို့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 ညနေပိုင်းချိန မြန်မာနိုင်ငံရဲ့အဖွံ့ဖြိုးဆုံးပြရုပ်တစ်ခုဖြစ်တဲ့ရန်ကုန်မြို့လေကောင်နဲ့အနီးကပ်ဆုံးလမ်းမြင်နေရတဲ့ဒလမြို့ဟာဘာကြောင့်ဖွံ့ဖြိုးတိုးတက်မှုနှိမ့်ချကွာဟနေရသလဲဆိုရင်လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှုကြောင့်လို့ဆိုနိုင်ပါတယ်ရန်ကုန်နဲ့ဒလတရားထူးမယ်ဆိုရင် ပင်လယ်ကူးသင်္ဘောကြီးတွေဝင်ထွက်သွားလာမှုကိုအခက်အခဲဖြစ်စေတာကြောင့်တရားဆောက်မှုတော့မဖြစ်နိုင်ဘူးရေအောက်ကဥမြင်တွေ့တန်းတိဆောက်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်လို့ပြည်တွင်းရေကြောင်းဌာနဝန်ထမ်းတဦးကသူ့ရဲ့အမြင်ကိုပြောပြပါတယ်ရန်ကုန်ဒလကိုရွှေဒဂုံဖျားတဲတဲ့လောက်ကတရားတိဆောက်ဖို့ကိုရီးယားကုမ္ပဏီတွေလေ့လာနေတယ်လို့ပြီးခဲ့တဲ့လပိုင်းအတွင်းသတင်းတချို့ထွက်ပေါ်လာခဲ့ပြီးမြဲလဲဒီစီမံကိန်းနဲ့ပတ်သက်လို့အစိုးရဘက်ကပြည်သူတွေကိုဘာမှတိတိကျကျရေရရချပြတာမရှိသေးပါဘူး ဘလိုပဲဖြစ်ဖြစ်ရန်ကုန်မြစ်ကမ်းခြေတစ်လျှောက်မှာလဲတာယာလှပရေးအတွက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အကြီးစားပြင်ဆင်တည်ဆောက်မှုတွေလိုအပ်နေသေးတာအမှန်ပါအင်းဒီချင်းထိုင်းနိုင်ငံဘန်ကောက်မြို့ကကြောက်ဖျားမြစ်ကမ်းကြီးတစ်ဖက်တစ်ချက်မှာတာယာကြည်နူးစရာအလှပတွေခိမီရှုမြော်ကင်းစားတော့ဆိုင်တွေပျော်ဝဲစားရင်မြစ်ကြောင်းထဲကနေမြို့တခွင်ကိုလှည့်လည်ကြီးရှိလို့ရတဲ့မြစ်တွင်းအပျော်စီးရေရင်တွေကြောင့်ညနေခင်းတိုင်းမှာ ဒေါ်လာငွေတန်ပေါင်းများစွာဝင်ငွေရရှိနေတဲ့ခင်မီမျိုးတော်မြေကမ်းကြီးတစ်ခုဖြစ်လာဖို့ကတော့အချိန်ဘလောက်ထိယူရမလဲဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာစီးရဲကြက်တဲတဲ့မိဘတွေကမွေးဖွားလာတဲ့ကလေးငယ်တွေနဲ့မိဘမဲ့ကလေးငယ်တွေဟာဘကလို့ခေါ်တဲ့ဖုန်းတော်ကြီးတင်ပညာရေးကျောင်းတွေကိုပဲမိခိုးအားထားနေရပြီးပညာသင်နေရတော့ဖြစ်ပါတယ်ဘကကျောင်းတွေရေရှည်တည်တံ့ဖို့အတွက်အကူအညီတွေလိုအပ်နေတဲ့အကြောင်း ျွန်တော် RFA သတင်းတော့ကိုတီယာထွန်းကတင်ပြပါလိမ့်မယ်ခင်ဗျာမြန်မာနိုင်ငံမှာစင်ရဲကြက်တဲတဲ့မိဘတွေကပတ်ဖွာလာတဲ့ရှင်သွေးငယ်တွေမိဘမဲ့ကလေးငယ်တွေရဲ့ပညာရေးအတွက်အဓိကမိခိုးအားထားရနေရာတစ်ခုကတော့ဘကလို့ခေါ်တဲ့ဘုန်းတော်ကြီးတင်ပညာရေးအကျောင်းတွေပဲဖြစ်ပါတယ်။ ဘက်ကကြောင့်အများစုဟာစေနာရှင်တကားတကာမတွေရဲ့လူထမ်းမှုနဲ့ရည်တည်နေရတာဖြစ်ပြီးအစိုးရစီကကူညီထောက်ပံ့မှုရလေမရှိတာကြောင့်နေ့စဉ်ရန်ပုံငွေအလုံးလောက်ရရှိရဟာအဓိကစိန်ခေါ်မှုတရလည်းဖြစ်နေရပါတယ်။တင်ကြားရေးတကူတည်းမဟုတ်ပဲကျောင်းရဲ့ကျောင်းသားဒါဝင်ကလေးငယ်တွေရဲ့ကျမ်းမာရေးကအစတာဝန်ယူထားရတာမို့ဘက်ကကျောင်းတွေကို အစိုးရကဖြစ်စေတခြား NGO လိုလူမှုအဖွဲ့အစည်းတွေကဖြစ်စေရန်ပုံငွေထောက်ပံ့လူတန်းမယ်ဆိုရင်အဲ့ဒီကျောင်းတွေမှာမိကိုပညာစည်းပူးနေရတဲ့တိတ်နဲ့ချီတဲ့ကလေးငယ်တွေရဲ့အနာဂတ်အတွက်အားတက်စရာပါရန်ကုန်မြို့အိုင်တာယာမြို့နယ်အောင်စရာမင်းမိဘမဲ့ပရိုက်တာဖုံးတော်ကြီးတင်ပညာရေးမူလွန်ကျောင်းနာယကဆရာတော်ဗဒ္ဒနဇေယနန္ဒကဘက်ကကျောင်းတွေရေရှည်တည်တံ့မှုအစိုးရရဲ့အထောက်ပံ့တွေလိုအပ်တယ်လို့ RFA ကိုအခုလိုမိန့်ကြားပါတယ် ဘုံဘုံတို့အကြီးအကဲပိုင်းဆိုင်ရာတွေကမိမိတို့မြန်မာနိုင်ငံဟာအဓိကထားကိုးကွယ်တဲ့ဘာသာဗုဒ္ဓဘာသာဖြစ်တယ်။အဲ့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ရှင်ငယ်သီလရှင်ငယ်ယဟန်သံဃာတွေစင်ပွားစင်ပွားဘာသာသာသနာကိုဆက်ပြီးတော့ထိမ့်သိမ့်နိုင်မဲ့နိုင်ငံဘာသာရေးခေါင်းဆောင်တွေပေါ်ထွန်းမှုအတွေ့ဒီဘက်ကအကြောင်းတွေဟာရှိသင့်ပါတယ်လို့အမြင်လေးတွေမြင်ပေးကြရင်ဖြင့် ဘုံဘုံတို့ဘာကเจ้าတွေကအရှိတည်တံ့ပြီးတော့ခိုင်မြဲနိုင်ပါတယ်။ပညာရေးဘာကเจ้าတွေမှာတင် जा နေရတဲ့ကလေးငယ်အများစုဟာငွေကြေးမပြည့်လည်ကြတဲ့အတွက်အဲ့ဒီကလေးငယ်တွေပညာရေးအခက်အခဲမတွေ့စေလို့ကြောင်းတင် जा ပေးနေတဲ့ဆရာတွေကပြောပါတယ်။ဆင်းရဲတဲ့ကလေးတွေထဲမှာလည်းအမှန်တန်ညာထက်တဲ့ကလေးတွေအများကြီးတွေ့ရတယ်။အဲ့ကလေးတွေကိုကျွန်တော်လမ်းခုလက်မှာကြံခဲ့မှာပေါ့အစိုးရိမ်မိဘမဲ့ကလေးတွေရလည်းဖြစ်ပါလေတော်တော်များများပါလေ ဲ့တော့သူတို့မှာမိဘမေတ္တာလည်းငတ်မယ်ဆရာသမားရဲ့မေတ္တာလည်းငတ်မယ်ကျန်တဲ့စီးပွားရေးရလည်းပဲငတ်မယ်ဒီလိုမေတ္တာငတ်နေတာလေးကျွန်တော်တို့ပေးနိုင်လို့ရှိရင်တော့ဒီကလေးတွေပြပို့ပြီးတော့ရင်ရှင်းရှိမယ်လို့ထင်ပါတယ်ဆရာတော်ကြီးတွေဦးစီးနေတဲ့ဘုန်းတော်ကြီးတင်ပညာရေးကျောင်းတွေအပြင်တိလချင်းဆရာကြီးတွေအုပ်ချုပ်စီမံနေတဲ့မေတ္တာရှင်ပညာရေးကျောင်းတွေလည်းအများပြားရှိနေကြပါတယ်။ရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်ကဒုက္ခကာမီတိလရှင်ပညာရေးကျောင်းအုပ်ချုပ်သူဒေါ်အကညာနီယာ သီလရှင်ဆရာလေးတွေအပြင်စင်းရဲနွမ်းပါတဲ့ကလေးငယ်တွေကိုပါပညာသင်ကြားပေးနေတာပါအဲ့ဒီကြောင့်အုတ်ချုပ်သူဒေါ်အက္ကညာနီကပညာရေးနဲ့ပတ်သက်တဲ့မျှော်မှန်းချက်ကို RFA ကိုအခုလိုမိန့်ပါတယ်ဟာဒီဗုဒ္ဓဘာသာစာပေတွေကိုအနာကျဘာသာစကားနဲ့ရပါဥဒသနာပြုနိုင်အောင်ဆရာလေးဒီကြောင့်ကိုရည်ရွယ်ပြီးကြည့်ကြမယ်။ဒါဒီပန်ဝင်ခြင်းမှာရှိတဲ့စင်ရဲနွမ်းပါတဲ့ပညာမတင်နိုင်တဲ့ အကျောင်းသားအကျောင်းသူတွေအားလုံးကိုလည်းဆံလေးရဒီတက္ကသိုလ်ပညာသင်တဲ့အချိန်ဆံလေးပြောင်းဝင်ယူပြီးတော့ခုတိုင်းကိုပညာမပညာတက်မြောက်ဖို့အဓိကသာဒီဆံလေးဒီကျောင်းဒီကျောင်းလားဖုန်းတော်ကြီးတင်ပညာရေးကျောင်းတွေပေါ်ပေါက်လာတာဟာလမ်းဘေးမှာလေလွင့်သွားတော့မဲ့ကလေးငယ်တွေကိုကဲဆဲသလိုဖြစ်တာကြောင့်နိုင်ငံအတွက်အကျိုးကျေးဇူးများစေကြောင်းဒုက္ခကာမီတိလရှင်ပညာရေးကျောင်းမှာ စာတင်ကြားပေးနေတဲ့ဝါရင့်ဆရာမကြီး ဒေါ်နန်းတင်မြန်ကသူ့ရဲ့အမြင်ကိုအခုလိုဆိုပါတယ်။ဘာကကြောင့်ရဲ့အဓိကရွေချက်ကတော့ပြင်မှာစင်းရတဲ့ကလေးတွေပေါ့နော်။စင်းရတဲ့အကြောင်းသားလေးတွေဒီမှာဥမာအစိုးရအကြောင်းမှာသူတို့အနေနဲ့တဲ့ကြောင့်မလို့ပြင်မှာရောက်တဲ့ကလေးတွေဒီလိုဘာကကြောင့်တွေရောက်လာတဲ့ကြောင့်မလို့ဒီကလေးတွေကဒီကြောင်းမှာလာပြီးတော့ဟာတယ်။ဒီလိုဒီမှာတော့ဒီဥက္ကာကမီကြောင်းဆိုလို့ရှိရင်ဇာဒေါ်ပြနေတော့မှာကလေးတွေကိုပညာသင်စိတ်ကြားမှမီပဲနဲ့လာစားအောင်ပေါ်နေစားအောင်စားအကုန်လုံးကျောင်းဝင်းဆိုလို့ရှိရင်ဒီနေ့ကို2ဆုံးအဲ့လိုထုတ်ပေးပြီးတော့ တို့အတွက်အများကြီးသက်သာတာပေါ့နော်ဒါဒီလိုလုပ်ပြီးတဲ့အတွက်ကြောင့်မလို့နိုင်ငံတော်အနေနဲ့လည်းဒီတစ်ဖက်တစ်လက်အနေတော့မှဒီဘက်ကကြောင်းလေးတွေပေါ်လာတဲ့ကြောင့်မလို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီတစ်ဖက်တစ်လက်ဝင်ဝင်သူလာကပေးရတဲ့နှုံးတို့ပေါ့နော်အဲ့ဒါမျိုးလေတက်တာသွားတယ်မြန်မာနိုင်ငံတဝက်မှာဘက်ကဖုံးတော်ကြီးတင်ပညာရေးမူလွန်ကျောင်းပေါင်း1500ကျော်မှာကျောင်းသူကျောင်းသား2300ကျော်တက်ရောက်တင် जा နေတယ်လို့သိရပါတယ်ခင်ဗျာ နာဂါရိုးရနှစ်တကူပွဲတော်ကိုအခုလ14ရက်နေ့နဲ့15ရက်နေ့တွေမှာနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကလဟယ်မြို့မှာကျင်းပခဲ့တဲ့အခါမှာအရင်နှစ်တွေကနဲ့မတူပဲကဘာလက်ခီးတဲ့လာရောက်လက်ပတ်မှုကြာဆင်းခဲ့ပါတယ်အပြည့်စုံကိုတော့ RFA သတင်းတော့ကိုစိုင်းထုံးအောင်လွင်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာနာဂါရိုးရနှစ်တကူပွဲတော်ကို အခုလ14ရက်နေ့နဲ့15ရက်တွေကနာဂအထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့လဟယ်မြို့မှာကျင်းပခဲ့ပါတယ် လခဲမျိုးမှာချင်းပါပြုတ်လုခဲ့တဲ့ဒီနာဂရုံရနှစ်တကူပွဲတော်မှာထူးခြားတာကတော့အရင်နှစ်တကာနဲ့မတူပဲကဘာလက်ခီးတယ်တွေနဲချင်းလောက်တာလာရောက်လေပတ်ခဲ့တာ ဖြစ်ပါတယ်မတော်ဒီဘက်မာဒီဘက်ကနာဂဟီးလ်ကြတော့ဒီရိုးရဝေစားရဲ့ဂျားမှာခုနကဘောင်းမီတိုတွေတီရှပ်တွေဝတ်တာတွေပါတော့ကဘာလက်ခီးသွားတယ်စိတ်ဝင်စားမှုအားလဲဒါကြောင့်ယောနေလာလို့ထင်တယ်နာဂနေတာဟာမြန်မာနိုင်ငံတခြားနေတာတွေထက်လူမှုဘဝဖွံ့ဖြိုးမှုနောက်ကျနေသေးဖြစ်တဲ့အပြင် အာဓမလောဘေခိုင်းသိမှုတွေရိုးရအစင်လာတွေဖြက်စီးခံရမှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်သူတို့ကအာဒီလန်ကွတ်ဆိုတာနာဂမာဒီလန်ကွတ်ဆိုတာဝူလီယာရှိတယ်အဲ့တော့သူတို့အရင်ခရဲနဲ့သူတို့နာဂတွေကယူရကူယူရကူအဲ့ဒီတစ်ပင်ခွန်ကိုချီလုပြီးတော့လန်ကွတ်ရလက်ရှိတယ်သူတို့ယူရမှာအဲ့တော့အဲ့ဒါကိုဒီနေ့ဒီဒီခိမှာကျတော့ ဒီဟာကမတင်တော်တော့ဘူးဘုံပြီပဲဘူးရမယ်အကုံလုံးကဒီယူရဘူးဆုံကိုမဝတ်ပဲနဲ့အာကုလန်ကွတ်ကိုမဝတ်ပဲနဲ့ဘုံပြီသူပဲဝတ်ပြီတော့အကုံလုံးတန်းတူညီမြကရမယ်အာဝတ်ဆုံဖြစ်ရမယ်အာအကုံလုံးကြည်လဲလို့ဆိုရင်တော့တပုံစံပဲဘုံပြီသူပဲဝတ်ရမယ်ဆိုပြီးအာကုယူရကိုမိုးခိုက်တာတဲ့အများကြီးရှိတယ်ဒါအပြင်ဒေသဖွံ့ဖြိုးတိုးတက်မှုတို့အရေးပါတယ်လမ်းမဆက်တော်ရေးစနစ်စိုးဝါးညှပ်ပြင်းတာကြောင့်လဲဒေသခံတွေရဲ့ လူမှုရေးပညာရေးစီးပွားရေးကျန်းမာရေးစတဲ့ကဏ္ဍစုံမှာနေကြနေရတာဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။ဒီချင်းမြင့်မြင့်ကညချောင်းကောင်းတယ်ဆိုလို့ရှိရင်ညချောင်းကောင်းတဲ့ရှင်ဒီဘက်မှာကန်လန်ပိတ်ဟိုကားသွားလို့မရတော့ဘူးဒါကြီး။ဘိုးရသည်တကယ်လို့ဥစားကန်လန်ကောင်းတဲ့ခါကျတော့ချင်းမြင့်မြင့်ကရေချောင်းကြက်ပြတ်အဲ့လိုမျိုးဖြစ်နေတယ်။အဓိကတပ်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကလည်းခေတ်မီနိစနစ်တွေမရှိတာတွေကြောင့်ဒေသခံတွေရဲ့ဘဝကို ပုံမူချက်တဲစေပြီးမိဘတွေဖို့သားသမီးတွေပညာရေးအတွက်လည်းအားမပေးနိုင်ဘူးလို့သိရပါတယ်။ကျောင်းတော့သူတို့ကအတက်နိုင်ဆုံးတော့ထားနိုင်ဖို့တော့ကြိုးစားတယ်တဲ့ဒါပေမဲ့ဝင်ဝင်မရှိတဲ့ခါကျတော့သူတို့လည်းအဲ့ဒီသူတို့စိတ်တက်နဲ့သူတို့ထားနိုင်မဲ့အဲ့ဒီဟာနဲ့မမြဘူးအဲ့လိုဖြစ်တယ်တဲ့ကောင်းမွန်တဲ့ရည်ရချက်တွေနဲ့နာဂရိုးရနှစ်သက်ကူပွဲတော်တွေကို လစ်စင်ကျင်းပနေပြီမဲ့လဲလက်တွဲမှာတော့ပါတီစီယုံရေးပွဲဆန်ဆန်ဝါရဖြန့်ညေးဆန်ဆန်ကျင်းပနေတာကိုလဲဒီနှစ်နာဂရိုးရနှစ်တကူပွဲတော်မှာမြင်တွေ့ရမှာပါနာဂနေတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခြေခံအဆောက်အဦတွေဖြစ်တဲ့လမ်းမဆက်တွယ်ရေးလက်စစ်မီဒေတာကနေတဲ့အလောက်ကန်ခွင့်လန်းတွေလိုတယ်လို့ဒီနှစ်နာဂရိုးရနှစ်တကူပွဲတော်ကိုလာရောက်ဆင်နွှဲတဲ့ဆစ်ဆချင်းမျိုးသက်ကြောင်းသားအဖွဲ့မှစမ်းကြောင်းကိုကိုကြီးကပြောပါတယ် အဲ့တော့ကျွန်တော်တို့လုတ်ပေးနိုင် လုတ်ပေးတင်တာတော့နံပါတ်1လမ်းမဆက်သွယ်ရေးနဲ့နံပါတ်2သူတို့ရဲ့လိုအပ်တဲ့တက်ခုဆောင်လက်ပတ်နေဟိုရိုးရဒေတာထိမ့်သိမ့်တဲ့လုပ်ငန်းတွေကိုတော့ဖွံ့ဖြိုးအောင်အများဆုံးလုတ်ပေးတင်တယ်လို့ထင်ပါတယ်။ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့လစ်စင်ကျင်းပနေခဲ့တဲ့နာဂရိုးရနှစ်တက်ခုပွဲတော်တွေဟာရိုးရအစင်လာကိုထိမ့်သိမ့်ဖို့အပြင်ဒေတာကတွေအတွက်ခီးတော်လုပ်ငန်းတွေတစ်ဆင့်ဝင်ငွေတွေအလောက်ကင်တွေအခွင့်လန်းတွေရရှိလာနိုင်တာကြောင့်ရိုးရအစင်လာမပြတ် ထိန်းသိမ်းဖို့လိုအပ်နေပြီလို့ဖြည့်ရွက်ပြပါမှပွဲတော်ကို လာရောက်သူတွေနဲ့ဒေတာခံတွေကဆိုပါတယ်။ Uh there are something something here which have are not completely uh, authentic ဒီရိုးရာနဲ့တကူပွဲတော်မှာမြင်တွေ့နေရတဲ့တိုင်းနာရိုးရာဝတ်စုံနေတဲ့ကာနီကာဟန်တွေဟာရိုးရာဒလေးတွေကွဲပြောင်းနေပြီးရိုးရာအဆင့်မှန်တွေမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် နာဂယိုရနေတကူပွဲတော်တွေအားဆိုရင်ရှေးရခင်ခါသူ့ရဲ့သူ့ဒေတာလိုက်တီချားစီကျင်းပခဲ့တဲ့ပွဲတော်တွေဖြစ်ပြီးဦးနေဝင်ဦးဆောင်တဲ့မဆလာအစိုးရလက်ထက်မှာတော့ခါနီမျိုးကိုဗဟိုဖြူပြီးတစုတဝေတဲ့ကျင်းပခဲ့တဲ့ပွဲတော်တကူဖြစ်လာပါတယ်။အဲဒီနောက်စစ်အစိုးရလက်ထက်မှာတော့ဒီနှစ်ထောင်မြင့်နှစ်နောက်ပိုင်းကာလမှာဆိုရင်နာဂဒေတာတွေဖြစ်တဲ့လေရှိလဟဲနိုင်ရောအစရှိတဲ့မျိုးတွေမှာတနစ်လက်တစ်ကြိမ်အလဲကျကျင်းပခဲ့တဲ့ရိုးရနှစ်တကူပွဲတော်တကူဖြစ်လာပါတယ်။ဒီနေ့နာဂရိုးရနှစ်တကူပွဲတော်ကျင်းပဖို့အလဲကျလာတာတော့နိုင်ရောမျိုးနယ်မှာဖြစ်ပြီး ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်နယ်မြေတည်ငြိမ်ငြိမ်းချမ်းမှုအခြေအနေကြောင့်ခုလိုလက်ခဲမြို့မှာပြောင်းရွှေ့ကျပနေတာဖြစ်ပါတယ်အခုဆက်ပြီးကရင်တိုင်းသားဘာသာအစီအစဉ်ထုတ်လွှင့်ပေးပါရမယ်ဖရူဆိုမြို့နယ်မှာတည်ဆောက်နေတဲ့ခနောက်စိန်တန့်စင်ဆက်ယုံကြောင်းရေအရင်းမြစ်တွေပျက်စီးဆုံးရှုံးမှုကိုဒေသခံတွေစိုးရိမ်နေတဲ့အကြောင်းမြန်မာဘာသာစာနယ်ထုတ်တင်ပြလာတာကြီးရှုရမှာပါခင်ဗျာ ရည်တကလဲဝကရိတ်ဆိုချပတိတရေအခုကလောက်နမှာဒဘုဆူဖူတက်စုနော်မီပြေကျာချေခုကလော့တိုအရေကျာဘီကယလီကေပူဆိုဗီမမိုဆိုဒပလော့ချအကူနေခလေးဘီရေဆော့ထာဒီနာခနော့ဆိုင် လောတာဆင်ကျရတဲ့ခလေးရဲ့အမခလေးတဖို့တဲ့ချစ်ချစ်ခုနီခလေးနာချီကလိုဒီအော်အလာခလေးတဖို့ဖုန်တော့ဒဘုဆူဖူဘီနရေဘေဇော်နာအပြစ်ကတွဲချီကိုကလော့ပါတော့အတီတက်စုနော်ဟမေချာတူကျရတဲ့ခလေးဘီခလေးနတို့ဟိတူဘီကရေဆော့ထာကျရတဲ့ခလေးခါရှစ်ဒဗီတဝါရဲ့ အမတီကူကလော့ထဲကြောက်ပြီးမူဆိုဒပလော့ကျူကူတဟေဘဲအော်ဒါပရူဆိုဗီကူနဒဟေနာတီကလော့ဒအဟယာတန်နဒဘီဒီမဆိုဗီငွေတော်ထီခေါ်ကူနုံဘဲထီကလိုဟျာဗီတေမာဦးနော်ဤနော်ဦးနီထီလျာရဲတဟေနမမာကက်ထရူဟိဆိုပေဒူဖူယေဂျီနေပတ်တယ်လို့ရှိရောနော်ပရူဆိုဒီမဆိုတီပိုဆိုဆိုလျာကူဒကူကူတူတခြားလို့ဘောနော်ဂျီကသူတို့အဲ့ဒီခနော့စိတ်တတ်ပြီးစက်စိတ်မှာအဲ့ဒီကတကြောထဲဖြစ်နေတယ် ကြောထက်ဖြစ်နေတဲ့အတွက်ကြောင့်အဒီဂျီကတင်ရနေနေနဲ့ဖြာခဲ့ရပါတော့ဖြာခဲ့တော့ကျမတို့အဲ့ဒီဒီဒူဒူဒေတာခါရအကုန်လုံးအဲ့ဒီယူပဲတောက်စားချပါတော့ကျမတို့ရဲ့တောက်တော့ရင်ဖြစ်တယ် အဲ့တခြားသူတို့ဒီလိုနာလောက်ချအဖြစ်ကျမတို့အတွက်အရေးကြီးပါတယ်မသတ်ရှင်းတော့ဘောနော်အဘကနာတို့ဟုဆိုဖို့ဒီဟေတတင်းမှာမပြဖြစ်တဲ့ဆောက်ကနာညာကေခွိအမကယောနီအပလော့ရဲ့အဲ့ရတူကွန်မဏီတဲ့အဇူတဲ့ဟေရောရေဟိုက်ဆော့ချတူကျရတဲ့ခလေးအထွတ်တော်အတီဟေဘက်တွင်ညာဒုကနာချေဖူးကေဖူးအိုဘိနတဲ့ဟေတော့အခုခေကြောက်ပြီးတော့နေတဲ့ဟေတဇူဒီမီထာတူတို့ဟေတူတို့လောက်သွားပြီတို့လောက်ကကျွန်တော်အနေနဲ့ ျော်လည်းမလက်ခါချူသူတို့ကကျွန်တော်လည်းလည်းမလက်ခါဘူးကျော်တော့အကြေရတော့ဖြစ်တော့မဖြစ်တာတော့ကျွန်တော်တိကျမသိဘူးဒါပေမဲ့ဖြစ်လာတော့သူကဘယ်လိုတကယ်လို့လှုပ်လို့ရှိသူကဘယ်လိုမှခံလဲသူကအဲ့ဒါသူခုဖြစ်လို့ရှိရောရှင်းပြနိုင်မလားသူတည်တလို့ဆိုရင်အဲ့ဒီစိရအကြေဖြစ်လာလို့ရှိရင်ချင်းချင်းဖြုတ်လို့တယ်တော့ ठी လာပြီးရှိရင်အဲ့ဒါချုပ်ပြီးရှိရင်စိတ်ချုပ်လို့မလား now အာဒီခါရတာကျွန်တော်ကဒီလည်းပဲခါရပဲပုံစံရှိတယ်ဖရူဆိုဗီမကူဘီဟိုယာဒပလော့ချီအကူဤခခနောင်းစင်လော်ရာလေစီပလီကာလော်ရဲ့အငင်းထီကရအခုခေကိုဟိုက်ဆော့ချာဒူကျရတဲ့ခလေးဘီမိုဆိုဒပလော့ချီအကူနမှာမိုဆိုဒပလော့ချီပရပဒရီဥထမရဟိဆိုပေရဖုန်အဲ့ဒီခနောင်းစင်သူခေါ်တဲ့နေရာမှာသူကတတ်တဆစတမ်မထောက်ဘဲနဲ့ဟောငွေအဲ့ဒီပက်ဆာပေါ့ ဝိတိအကုခာပြီးမှဟိုအဒီမဆုဥစုမရေရှားပါရင်းညမှာတသတသစေလာဝိထမေဒီလိုအဲ့ဒါမျိုးပဲပြောတယ်ဒါမဲ့ကျွန်တော်တို့ရောအုတ်ထတ်ကိုဝချိုယင်းဘာလဲမျိုးတက်ကစင်းရတယ်ဘာရှိသူတို့ဘောရတူဝိထွက်ပြတ်တူလာဘာမှတက်ကစင်းနေမရှိခဲ့ကြတော့ကျွန်တော်ကတတရားဖြစ်တာဘယ်လိုလဲဆိုတော့တတရားဖြစ်တာအဲ့ဒီတတိသစေထောင်းဆိုတာအဲ့ဒီ 瑞达玛塔罗雅一旦呢，魔术师马拉塔罗那我们一直就来布格美布格卡呢，伊拉把这块呢十九片奶酪，和配料来混合到这堆奶酪片奶酪中呢，一路就撒撒了。百科里布罗亚特里特加比阿尔费梅尼克斯里布罗库耶特里特加比恩哈，埃布伊德雷格拉库门佩蒂德里波梅西格佩特里特加耶特莫佩蒂。 ဒီညတော့ RFA ရုပ်မြင်သံကြားအစီအစဉ်လည်းဒီမှာပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ညဖြစ်ပါစေခင်ဗျာ